ခုကျွန်တော်ဗီယက်နမ်နိုင်ငံရဲ့စာပါမြို့ရောက်နေတာဖြစ်ပါတယ်ဆိုတော့အခုကဘယ်နှစ်နာရီရှိလဲခွန်ခွဲခွန်ခွဲပဲရှိသေးတယ်ပေါ့နော်ဒါပေမဲ့တော်တော်အေးပါတယ်ယာရီဥရောပ7ဒီဂရီလောက်ထိကိုရောက်တယ်ပေါ့နော်ဒါပေမဲ့ယာရီဥကတော်တော် fine တယ်ဆိုတော့အားလုံးလည်းတိမဲ့တယ်စာပါတော်တော်လာတယ်ပေါ့နော်အခုကကျွန်တော်တို့စာတော့ဆိုင်သွားမှာဖြစ်ပါတယ်ဒီနေ့မှရောက်တာအခုစာတော့ဆိုင်ကိုလမ်းရှာနေတာပေါ့နော်ပတ်လီပါအောင်ချက် စားတော့ဆိုင်ဒီဆိုင်သူရဲ့သူတို့နာမည်ကြီးရဲ့ဆိုင်ပေါ့နော် review တွေလည်းကောင်းတယ် recommend တွေလည်းများတယ်ဆိုတော့အဆိုင်တွေတော့မှာဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ hotel ကနေထွက်လာတယ် hotel လည်း review လုပ်ထားတယ်အဲ့ဒါလေးကျွန်တော် share ပေးမယ်အခုကတော့ bike လည်းစာနေပေါ့နော်လမ်းလျှောက်လာအောင်ဆိုတော့ယာရီဦးသူကရမ်းကိုဖိုင်နေတောင်ပေါ်မြို့ဆိုတဲ့အတိုင်းပဲလှလေလှတယ်ဘောနော်မြူတွေကြီးပဲအ ကျွန်တော်လာတော့ဒါအခုကျွန်တော်လမ်းလျှောက်တဲ့လမ်းပေါ့နော် save တော့ဖြစ်ပါတယ်နော်အေးနားမနစ်လားလာဆိုအခုဘာတော်တည်းရလဲဆိုရင်ကျွန်တော်ကမိုးကုတ်မှာမွေးတဲ့လူတယောက်ဆိုတော့မိုးကုတ်ကိုတော့လွမ်းသွားတယ်ပေါ့နော် ဝင်ဝင်ချင်းကလေးကအေးများတယ်အဲ့လိုမျိုးအနံ့ရယ်တို့တစ်ပင်ပန်းမြေအနံ့နေရယ်အီအီလီခံစားရယ် feeling ကမိုးကုတ်လိုလိုကလောလိုလိုအယံအီချမ်းပြီးတော့လေအဲ့လိုဘယ်လိုပြောမလဲရှူရလေတော့မတူဘူးဗျာဆိုတော့မိုက်တယ်ခုနကကျွန်တော်တို့ရောက်တာကချောင်းနာကြီးမထိုးခင်ငါခွဲလောက်မှာရောက်တာဟုတ်တယ်ရောက်ပြီးတော့ကျွန်တော်အမျိုးသမီးကျွန်တော်မိန်းမသူအလौရှိရောအလौလောက်တော့ခဏဆောင်းဆောင်းပြီးတော့အခုထွက်ပြီးတော့စားတာပေါ့နော် သူ Google Map အတိုင်းကျွန်တော်တို့သွားနေတာလမ်းကျိုးလမ်းကြားလဲတော့ရောက်နေဒီကဆင်းရလို့ရာဆင်းမယ်လीဆိုတော့တခုလမ်းကျိုးလမ်းကြားလဲတော့ရောက်ပြီဘောနော်အောက်ဆင်းလိုက်ပါအောင်မယ်ဆိုလည်းလည်းလीတော့မအောင်လဲဘောနော်ဒီလမ်းလေးอ่ะကျွန်တော်စာပါမှာ3ညနေมาဖြစ်ပါတယ်အစကျွန်တော်ဒီညမှာကားစီးပြီးလာမလို့ဘာလို့ဆိုတော့တော်တော်များများစာပါကိုလာရင်ညအိတ်ကားနဲ့လာတာများတယ်ဘောနော် သူကကျွန်တော်ဟန်နွားကနေတဆင့်လာတာဟန်နွားကနေဆိုရင်6နာရီပတ်ချာလေးလောက်ကြာတယ်ဗောနော်လန်ခီးမှာနားတာပါညာနဲ့ဆို6ခွဲလောက်ကြာသွားတဲ့ဆိုတော့အဲလန်ခီးမှာနားတဲ့ဟာလေးကိုလည်းကျွန်တော်ပုံလေးထည့်ထားတယ်ကားပုံလေးလည်းကျွန်တော်စီးခဲ့တဲ့ကားဟာလေးကိုလည်းကျွန်တော်ထည့်ထားတယ်ဗောနော်ကားလေးရောမိုက်ပါလေ AB လိုက်လာရုံပဲအရန်ကြီးတော့ဟိုအရက်ရှင်တော့တန်းတော့တတာဖြစ်မှာမဟုတ်ဘူးဗောနော်ဒါပေမဲ့ကျွန်တော်တို့အရက်ကတော့အနေတော်ပဲဗောနော်အရန်ကြီးလည်း ို့ comfort မဖြစ်ဘူးအရင်လည်းမခက်ခဲဘူးပေါ့နော်စင်ပြေတယ်ဈေးလည်းမကြည့်ဘူးမြို့လေးကတော်လေးလာဗျဆိုတော့ကျွန်တော်လည်းသူလိုက်ကြည့်ပါဦးအခုတော့အောက်ရောက်လာပြီဘယ်ဘက်လားပေါ်မှာလမ်းလောင်းကြီးရှိရောဒီအောင်မှာအဝိလာချော်လို့ရတော့ပဲ မြို့ဝါလေဟိုလူလဲနေတယ်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့လာတော့တော့တိုးရစ်စီအရင်အများတယ်တူရစ်မြို့ဆိုတော့လေတူရစ်အရင်များတယ်ပြီးလှူထားတဲ့ပုံလေးရလို့မီးလေးနဲ့လှလှလေးတူရစ် attraction တိုင်းကိုတကယ်ဟိုပဇံရှာလို့ရအောင်လှူထားပါဘောတော့တော်တော်လေးကိုမိုက်တယ်ဇွန်နိုင်ရောင်းဝင်ငွေလည်းအများကြီးစီစင်းတဲ့မြို့လေးပေါ့နော်။ဟောကျွန်တော်အခုလာတဲ့ဆိုင်တော့ရောက်ပြီ။ဆိုတော့ဒီဇိုင်းလေးဖြစ်ပါတယ်။ ဆိုဒီလိုမျိုးပေါ့နော်လမ်းရဲ့အနေထားမြို့ရဲ့အနေထားတော့ဒီလိုလေးဖြစ်ပါပဲမီးတွေမီးဘုံလေးနဲ့လင်းထိန်ပြီးတော့မြို့လေးကတာယာတော့ပေါ့နော်โอเคကျွန်တော်စားမယ့်ဆိုင်ကတော့ဒီ moment ပေါ့နော်ဒါလေးပဲစားမှာဖြစ်ပါတယ်ဒီကံပစ္စည်းတွေပေါ့တာဆိုโอเคโอเค ကဲပါဆွဲကြမယ်ဆိုတော့ပူပူလေးဆွဲမယ်အေးစဒီမှာဒက်စပရင်ရိုးလေးဒီမှာလာပေါ့စပရင်ရိုးဘာနဲ့စားမလဲစီဖူစပါစပရင်ရိုးလေသူရဲ့စပါစပရင်ရိုးပါလေဘူးတီးဒီမှာနာမည်ကြီးတာတော့စပရင်ရိုးရယ်ခုနဆာမွန်ဟော့ပေါ့ခုတော့ဒီဇိုင်းမှာနာမည်ကြီးတဲ့ဟာကျွန်တော်မာလိုက်တယ်ပေါ့နော် screen row screen row ဆိုတော့ကော်ပြန်ကြော်ပေါ့နော်နောက်ပြီးတော့ဒီမှာနာမည်ကြီးတဲ့ hot pot ပေါ့နော်တို့က hot pot ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ပုံမှန်စားတယ်ကြာဘယ်လိုမျိုးအကုံလျှောက်ထည့်ပြီးပြုတ်ပြီးစားတာမဟုတ်ဘူးသူကအဲ့လိုငါအစိမ်းလေးကိုပဲတက်တက်မာပြီးတော့ငါအစိမ်းလေးနဲ့ပဲပြုတ်စားတာပေါ့နော်နောက်ပြီးသူ့ရဲ့အရွက်ကဒီမှာ free flow တော့ပြောတယ်ဆိုတော့ဟုတ်မဟုတ်တော့မသိသေးဘူးပေါ့နော်ကျောင်းမလိုက်တာတော့ငါးတမျိုးပဲဆိုတော့အငါးနာမည်ကြီးတယ်ဒီမှာအဲ့ငါးရယ်ဆယ်မွန်ရယ်စားကြအများဆိုတော့ကျွန်တော်အဲ့ဒါလေးစားမှဖြစ်ပါတယ် ဒါတော့သူ့မီနူးလေးပါဆိုဒီမှာကအရှိရတော့ကျွန်တော် drink တွေပေါ့နော်ဒါ soup တွေဟင်းချိုလေး snack တွေ salad တွေရှိရဲ့နောက်ပြီးရင်ကျွန်တော် spring roll ဒါကျွန်တော်တို့မာလာတဲ့ဟာပေါ့နော် seafood spring roll ဆိုတော့ဈေးကလည်း1000ခွဲတောင်ဆိုတော့အဲဘတ်တရားလောက်ပဲရှိရပေါ့နော်ဆိုတော့အရင်ဈေးမကြည့်ဘူး fry rice တွေရှိရဲ့ဒါကြီးကတော့ကျွန်တော်စားနေကြဆိုတော့ရိုးဝါပြီပေါ့နော် hamburger ဒါကြီးကလည်းမစားချင်ဘူးအဓိကကျွန်တော်ဒီမှာစားချင်တာ local စားပေါ့နော် ဆိုတော့ဒါတော့ကျွန်တော်တို့တရုတ်ထမင်းဟင်းနဲ့နေနေတော့ဆင်ပဲတယ်။ဒါတော့ beef ပေါ့နော်။အဲကျွန်တော်မာလိုက်တာကဒီမှာစုံတာတော့စုံတယ်။ကျွန်တော်ကနံပါတ်2မာလိုက်တာပေါ့နော်။ဒီနံပါတ်2မာလိုက်တာဆိုတော့9သိန်း1000ဆိုတော့အဲရှင်းနေစားရင်900 900မပြည့်ဘူးပေါ့ဆိုတော့၂ရောက်စားလို့ရ900တော့မပြည့်ဘူးဆိုတော့တော်တော်လေးတန်တယ်ဆိုတော့အားလုံး၂ရောက်ပေါင်းစားမှဘတ်တစ်ထောင်လောက်ပဲဆိုတော့ တော်တော်လေးကိုတန်တယ်ပေါ့နော်အဓိကစားလို့ကောင်းမလို့တော့ try ကြည့်အောင်ပေါ့ပေါ့ကျွန်တော်ဆယ်မိနစ်ဆန်ကားမိနစ်လောက်တော့စောင်းလိုက်ရတယ်ရောက်လာတော့အကုန်ပေါ့နော်နောက်ပြီးကျွန်တော်တို့ဟင်းရီစားပြီးမြည်တိုင်းနေဒီတိုင်းပါမမပါတယ် plain ဟင်းရီတော်တော်လေးကိုကောင်းတယ်တော်ဟင်းရီထဲမှာခရမ်းကျင်ဒီနက်နက်ဒီကျတော့မိတ်ဒီချိုချင်ပေါ့နော်အဲ့လိုမျိုးအရာဓာလေးဖြစ်အောင်သူဖန်တီးတာတော်တော်လေးစားလို့ကောင်းတယ်တိုမက်တိုဘေးလို့ပြောရမှာနော်နောက်ပြန်ဒီအကျော်ကတော်တော်ကောင်းတယ် ီယာနဲ့ဒီဟာလာ try ဖို့ recommend ပေးရမှာနော်သူ့ကြော်ကလေကျွန်တော်တို့စားနေကြကော်ပြန်းကြော်လို့အခွန်ကကျွတ်တာမဟုတ်အခွန်ပျော့လေးနဲ့ပူပူလေးနဲ့ကိုက်လာရင် juicy လည်းဖြစ်တယ်ထဲမှာကျွန်တော်တို့ carrot တွေရောအရွက်တွေရောသားတွေရောပါတယ်ပေါ့နော် seafood တော့လိုမျိုးအတုံးလိုက်ကြီးပါတာမဟုတ်ဒါပေမဲ့တော်တော်စားလို့ကောင်းတယ်ကျွန်တော်စားလိုက်ပါအောင်မယ်ဒါလည်းစုနေပြီပေါ့နော်စားလိုက်ပါအောင်မယ် တို့အဆက်စားခြင်းကျွန်တော်တို့ဟိုငယုတ်ဒီထည့်လို့ရပြီးရင်တို့ရဲ့ငပိပေါ့နော် shrimp paste အဲ့ဒါလေးထည့်လို့ရပဇွန်ပဇွန်အနှစ်ပဲပြောရမှာငပိလိုမျိုးလဲဟုတ်ဒါမဲ့အရာတော် strong ဖြစ်တယ်ဆိုတော့ဒီဒီငံပြားရဲ့လေးကိုထည့်ပြီးတော့စားတော်တော်လေးကိုမိုက်သူ့အရေးကမိုက်နေတာဗျာ ော် VNM ဟိုဂျီမင်းတို့ဟန်ဝိုင်းတို့မှာတော်တော်များစားရင်အရာဒါကနည်းနည်းပေါ့ရယ်ပေါ့နော်ပေါ့ရယ်ပတ်သွားတယ်ဒါပေမဲ့ဒီမှာအရာဒါမပေါ့ဘူးအနေတော်ပဲတော်တော်စားလို့ခေါင်းလဲအဲအကြောင်းလဲကျွန်တော်တို့ဒီ Google Map မှာအစား recommend တွေများ review တွေများပါပေါ့နော်ဆိုတော်တော်မိုက်ရယ်ကျွန်တော်စားပါဦးတုံးညအိတ်မှာဆိုတော့ဒီနေ့တညတော့ဘယ်မှမသွားတော့ဘူးမိုးချုပ်ပြီဆိုတော့စားမယ်ပြန်အိတ်နေပြန်တော့ကျွန်တော်တို့ ဆန်ဝေါ်ဖန်စီဘန်ကိုသွားဖို့ရှိရယ်အားလေးလေကျွန်တော်ရိုက်ပြမယ်ပေါ့နော်နောက်ပြီးကျွန်တော်တို့ဒီ၃နဲ့ဘတ်ဂျက်တွေရောအဲဘယ်လိုမျိုး recommendation တွေရောကျွန်တော်တို့ဘယ်နန်းနေကောင်းလဲဆိုတော့ကျွန်တော် sharing လုပ်ပြီးတော့မှာဖြစ်ပါလေအဲဒါကြောင့်ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ပြီးပေါ့ဆိုတော့ဒီ new vlog ကတော့ဒီလောက်ပါပဲကျွန်တော်စားလိုက်ပါအောင်မယ်